အင်အားပြင်းကလင်လှုပ်ခတ်မှုကြောင့်ဧပြီလ၁ရက်နေ့နံနက်ပိုင်းတွင်ရရှိထားသောစစ်ရင်များအရာတေဆုံးသူ2919ဦးဒဏ်ရာရရှိသူ4521ဦးနှင့်ပျောက်ဆုံးသူ442ဦးရှိကြောင်းသိရပါသည်။ယနေ့နံနက်၈နာရီအချိန်တွင်ရရှိထားသောစစ်ရင်များအရာငလင်ဘေးဒဏ်ကြောင်တေဆုံးသူ2919ဦးဒဏ်ရာရရှိသူ4521ဦးနှင့်ပျောက်ဆုံးသူ442ဦးရှိကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားပါသည်။ဧပြီလ၁ရက်တွင်နေပြည်တော်မှာကျင်းပခဲ့တဲ့ ငလျင်ဘေးသင့်ပြည်သူများအတွက်လူငွေပေးရလူရန်ပွဲအခမ်းအနားတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမရော်ကာဝေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကအထပ်ပါတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အခုကျွန်တော်စီနောက်ဆုံးတင်ထားတဲ့စာရင်းတွေပေါ့ဒီနေ့မနက်၈နာရီအထိရတဲ့စာရင်းမှာပြည်နယ်တိုင်းဒေသအားလုံးမှာ2919ရောက်သေးပါတယ်။4521ရောက်ထဏ်ရရှိပါတယ်။442ရောက်ပျောက်ဆုံးနေကြောင်းသတင်းပို့ထားပါတယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမရကဝေဦးစီးချုပ်ကပြောကြားပါတယ်။ငလျင်ဘေးထံခံစားရတဲ့နေရာများသို့တွားရောက်ကြည့်ရှုရရင် အင်ဂျင်နီယာပိုင်းဆိုင်ရာစိန်ခေါ်မှုများကိုတွေ့ရှိရပြီးအဆောက်အဦများအပေါ်ပေါ်တန်တန်တိစောက်ကြခြင်းကြောင့်တဘာဘေးဒဏ်ဖြစ်ပွားလာခြင်းတွင်အသက်ပေးဆက်ရမှုများပြားခဲ့ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်မလို့ကဝေးဦးစီးချုပ်ကပြောကြားပါသည်